ဘင်္ဂလားဒေ့ရဲ့ဒါကလေစိတ်မီးလောင်မှု2025အောက်တိုဘာ17ရက်နေ့နေ့လယ်ပိုင်းမှာမီးလောင်မှုအစတင်ခဲ့တာပါမီးလောင်တဲ့နေရာက လေစိတ်ရဲ့ကုန်ပစ္စည်းကိုတောင်အပိုင်းကာဂိုတာမီနယ်မှာဖြစ်ပါတယ်လေစိတ်ရဲ့ခရီးသည်တွေစိုက်ကတ်တဲ့အပိုင်းမှာမဟုတ်ပဲကုန်စည်တိုင်းနဲ့ပတ်သက်တဲ့နေရာမှာဖြစ်ခဲ့တာဖြစ်ပါတယ်မီးလောင်မှုအစတင်ချိန်မှာမီးကလီယန်ပြန်စွာပြန့်နှံ့နေပြီးမီးငင်းတက်ရီအဖွဲ unit 36ခုအထိဆေးလွတ်ခဲ့ရပါတယ်စစ်တပ်ကလည်းအကူအညီပေးခဲ့ပါတယ် မီးကို나ရီအတော်ကြာကျူးစားပြီးမှထိန်းချုပ်နိုင်ခဲ့ပြီးဒီမီးလောင်မှုကြောင့်လေဆိပ်ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေယာယီရပ်ဆိုင်းခဲ့ရပါတယ်။လေရင်ခီးစဉ်တွေ6နိုင်ကျော်လောက်ရွှေ့ဆိုင်းခဲ့ရတယ်။မီးလောင်မှုကြောင့်ပျက်စီးမှုပမာဏကိုအတိအကျမတိရသေးပေမဲ့ကန်နဦးခန့်မှန်းချက်အရဘင်္ဂလားဒေ့ရဲ့တေဘိုတင်သွင်းကုန်သွယ်ရေးမှာဒေါ်လာ1ဘီလီယံအထိထိခိုက်နိုင်တယ်လို့ဆိုပါတယ်။လူတော့ထိခိုက်မှုမရှိပါဘူး။